မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်မှာရှိတဲ့စစ်ကောင်စီရဲ့တရင်တပ်ဖွဲ့တွေမှာဇေရောမူဖျားပုံတော်ကိုကပ်ပြီးဇေရောမူဖျားဂါတာပရိတ်တော်နဲ့ဂုံတော်ကိုရွတ်ဖတ်ပူဇော်ကြဖို့အကြက်ဖတ်စေကောင်းဆောင်မင်းအောင်လည်းညွန်ကြလိုက်တယ်နေဆိုပါတယ်ရခိုင်ပြည်နယ်ကအကြက်ဖတ်စစ်ကောင်စီရဲ့ဘူဒီတောင်ခမရ305နဲ့352တရင်နှစ်ခုကိုရခိုင်တပ်တော်အေအေကသိမ့်ပိုက်ရရှိသွားပြီလို့စစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ် စစ်ကောင်စီဘက်ကလည်းဘူတီတောင်မှာလေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်လုပ်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာနိုင်ငံတော်မှာရှိတဲ့စစ်ကောင်စီရဲ့တရင်တပ်ဖွဲ့တွေမှာဇေတော်မူဖျားပုံတော်ကိုကပ်ပြီးဇေတော်မူဖျားဂါတာပရိတ်တော်နဲ့ဂုံတော်ကိုရွတ်ဖတ်ပူဇော်ကြဖို့အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကညွန်ကြားလိုက်ပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇေတော်မူဖျားဟာ ရွှေကုံဇေဒီရဲ့အင်ကာတောက်နဲ့ဂောဘကယုံတို့အကြားမှာတရှိပြီးအဲ့ဒီဆယ်တော်မူဖရာရဲ့တပ်ပုံတွေကိုနိုင်ငံတော်ကစစ်ကောင်စီရဲ့တက်ရင်တက်ဖွဲ့တွေမှာကိုးကွယ်ကြဖို့အပြင်ဆယ်တော်မူဖရာရဲ့ဂါရာကိုလည်းနေညမပြတ်အဒိတ်ထံနဲ့ရွတ်ဖက်ရမယ်ဆိုပြီးမင်းအောင်လိုင်းကညွန်ကြလိုက်တယ်ဆိုပါလေအဲ့ဒီဆယ်တော်မူဖရာဂါရာကိုရွတ်ဆိုခြင်းကြောင့် အခက်ခဲညံပြင်းမှုတွေကနေကန်ဆယ်တော်မူမယ်ဆိုပြီးတော့မနက်9:00ကည9:00ကညွတ်ရမယ်ဆိုပြီးမင်းအောင်လိုင်းကညွန်ကြလိုက်ပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါလေလက်ရှိမှာလဲစစ်ကောင်စီကအဲ့ဒီဆယ်တော်မူဖျားပုံနဲ့ဆယ်တော်မူဖျားဂါတာစာအုပ်တွေကိုသိမ်းချီရိုက်နှိပ်ပြီးသူတို့ရဲ့တည်ရင်တက်ဖို့တွေအားလုံးနဲ့ဌာနဆိုင်ရာတချို့ကိုဖြန့်ဝေနေပြန်တယ်လို့လည်းသိရပါလေခင်ဗျတဖက်မှာတော့ ရခိုင်ပြည်နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့ဘူဒီတောင်ခမရ305နဲ့39နှစ်တရင်တစ်ခုကိုရခိုင်တပ်တော် AA ကပိမ့်ပိုက်ရရှိသွားပြီလို့စစ်ရေးသတင်းရင်းမြစ်ကပြောထားပြီးစစ်ကောင်စီကလည်းဘူဒီတောင်မှာလေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်လုပ်နေတယ်လို့ရခိုင်ဒေသစစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ခုပြောပါတယ်မေလ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲဘူဒီတောင်မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ305နဲ့39နှစ်တရင်တစ်ခုလုံးကိုရခိုင်တပ်တော် AA ကပိမ့်ပိုက်ရရှိသွားပြီဆိုတဲ့အကြောင်းကိုသိထားရတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ် စစ်ကောင်စီကလည်းတိုက်ပွဲတွေပြင်းထန်နေတဲ့ဘူးတီတောင်မြို့အနီးပတ်ဝန်းကျင်ကိုလေကြောင်းတက်ခိုက်မှုတွေအပြင်းအထန်လုပ်နေပြီမနေ့ကညပိုင်းမှာလည်းတိုက်လေရင်နဲ့ဘုံကျဲသွားသလိုဒေသခံတွေကတော့ထွက်ပြေးတိတ်ရှောင်နေကြရတယ်လို့လည်းပြောထားပါတယ်အဲ့ဒီဘူးတီတောင်မြို့မှာအကြံဖတ်စစ်ကောင်စီရဲ့တရင်ဌာနချုပ်အပါဝင်စစ်တပ်တရင်12ခုရှိတဲ့အထက်ကတရင်ဌာနချုပ်အပါဝင်တက်စကန်ပေါင်း9ခုကိုရခိုင်တပ်တော်အေအေကမေလ3ရက်နေ့ကပဲအပိတသိမ့်ပိုက်နိုင်ခဲ့ပြီး အခုလက်ရှိနောက်ထပ်ခမရ35နဲ့39နှစ်တရည်နှစ်ခုကိုပါထပ်မံသိမ့်ပိုက်ရရှိသွားတဲ့အတွက်ရခိုင်တတော်အေးအေးသိမ့်ပိုက်လိုက်တဲ့ဘူးတီတော်ကစစ်ကောင်စီတရည်ပေါင်း9ခုအထိရှိလာပြီလို့လည်းသိရပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ PDF တပ်ဖွဲ့တွေကိုကြောက်လန့်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရင်းနှံမြေရဲတွေဟာလက်ပံတိုးကြောက်ခွက်ရင်းနှံမြေအပါအဝင်လောက်ွက်တွေမှာပွားရောက်တာဝန်မထမ်းရရေးအတွက် အထက်အရာရှိတွေကိုအ ਨੇ ဆုံး330ကနေစပြီးလက်ထိုးနေရတယ်လို့ရဲတရင်ရင့်မြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်စစ်ကောင်စီရဲ့ရေနံမြေရဲတပ်ဖွဲ့ကအရာရှိနဲ့တပ်ဖွဲ့ဝင်တွေဟာပြည်ထက်တွေစုံမထားတဲ့မကွေးတိုင်းအတွင်းကရေနံလောက်ွက်တွေမှာတာဝန်မကျစေဖို့အတွက်ဆိုပြီးရေနံမြေရဲတပ်ဖွဲ့မှုရဲမှုကြီးလှကြီးအပါဝင်ပြည်ထရေးဝင်ကြီးဌာနကအရာရှိကြီးတွေကိုလက်ထိုးနေရတယ်ဆိုပါတယ်အဲ့ဒီလိုလက်ထိုးတဲ့နေရာမှာလေအရာရှိဆိုရင်ငွေကျပ်330လက်ထိုးရပြီး တခြားဆင်းဆိုရင်ငွေကျပ်9သိန်းလက်ထိုးရတယ်လို့ရဲတရင်ရင်းမြစ်ကပြောထားပါတယ်။ဒါပြင်အဲ့ဒီလိုလက်ထိုးရယုံနေမကလက်ငွေယူတဲ့ရဲမှုကြီးလှရဲသားအာကာဆိုတဲ့သူကပါပြည်ထဲရှိတဲ့နေရာတွေကိုမသွားချင်ရင်သူ့ကိုပါမုတ်ဘိုးပေးရမယ်ဆိုပြီးလက်ကုံနာနဲ့ရဲရန်ရှိတွေနဲ့တပ်ဖွဲ့ဝင်တွေစီကနေပတ်စံလိုက်တောင်းနေပြီ။ရဲတွေကတော့ပြည်ထက်တွေကိုကြောက်လို့အဲ့ဒီနေမြေတွေကိုမသွားချင်တဲ့အတွက်အထက်ရရှိတွေကိုငွေပေးလို့ရရင်ရမရရင်တော့ထောင်ကျပဲခံတော့မယ်ဆိုပြီး အဲ့ဒီနယ်မြေတွေကိုဘယ်ရဲမှမသွားကျင်ကြဘူးလို့လဲရဲတရင်ရင့်မြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမီနယ်တီဘောမြုတ်ကဗဒိန်မြောက်ရက်ကွက်မှာရှိတဲ့ရွှေချိန်ခွင်ရွှေဆိုင်ဓမြတိုက်ခံရပြီးတဲ့နောက်စစ်တပ်ကမြို့ဝင်ထွက်တွေကိုစစ်ဆင်နေတယ်လို့မြို့ထဲမှာဓမြတိုက်ခံရတဲ့ရွှေဆိုင်ဟာ၃ဆိုင်အထိရှိလာပြီးတရက်ခန်းတွေကိုလည်းဖမ်းမမိဘူးလို့ဒေသခံပြည်သူတွေကရန်ကုန်ခစ်တွေကိုပြောပါတယ်မေလာ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲ ဒီဘောမျိုးဗတိန်မြောက်ရက်ကွက်မှာရှိတဲ့ရွှေချိန်ခွင်းရွှေဆိုင်ကိုတနက်ခိုင်းဆောင်ထားတဲ့လူတွေကဝင်ရောက်လာပြီးရွှေကောင်တာတဲကရွှေပန်း၄ဘန်းကိုဓမြတိုက်လူယူသွားတယ်ဆိုပါလေအဲ့ဒီလိုဓမြတိုက်ခံရပြီးတဲ့နောက်မှာအကျန်းဖတ်စစ်ကောင်စီတပ်သားတွေဟာရွှေဆိုင်ကိုရောက်လာပြီးဓက်ပုံရိုက်တာတွေစစ်စေးမေးမြန်းနာတွေမြို့ဝင်ထွက်တွေကိုစစ်စေးတာတွေလုတ်သွားပြီးမြက်အခုလိုမြို့ထဲမှာရွှေဆိုင်ဓမြတိုက်ခံရတာဟာ၃ဆိုင်အထိရှိလာပြီး တရားခံကိုလည်းဖမ်းမိတယ်လို့ကိုမရှိပါဘူးဆိုပြီးဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာလေနိုင်ငံတော် UNDP Smacket တွေလောက်ဖို့အတွက်လက်ပေးလက်ယူမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေပြီ Smacket အမြန်ကြီးအနေနဲ့အ ਨੇ ဆုံးငွေကျပ်9000ကနေ3သိန်းအထိပေးနေရတယ်လို့ပြည်သူတွေကပြောပါတယ်အကြံဖတ်စက်ကောင်စီကပြည်သူတွေရဲ့ကိုရေးသတင်းအချက်အလက်တွေကိုထိန်းချုပ်နိုင်ဖို့အတွက် UNDP Smacket တွေကိုမဖြစ်မနေလှုပ်ဆောင်ရမယ်ဆိုပြီး PR ပေးလာရမှာ အဲ့ဒီ smart card လောက်ဖို့လောက်ကယုံတွေကလက်ပေးလက်ယူမှုတွေအကြီးအကျယ်ကျူးလွန်နေတယ်ဆိုပါတယ်လက်ရှိနိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့နေရာတွေနေဆက်ဖြတ်ကျော်ခွင့်အတွက်တွေနဲ့ခီးသွလာတဲ့နေရာတွေမှာပါအဲ့ဒီ smart card ပါရမယ်ဆိုပြီးစစ်ကောင်စီကညွှန်ကြားချက်ထုတ်ထားတဲ့အတွက်ပြည်သူတွေဟာ smart card ကိုမဖြစ်မနေလောက်နေရတယ်ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီလို smart card လောက်တဲ့နိုင်ငံတော်ဝန်ကလောက်ကယုံတွေမှာလူတွေကြိတ်ကြိတ်တိုးနေကြရပြီအဲ့ဒီယုံတွေကပြည်သူတွေစီကနေငွေကြေးတွေကိုအဆမတန်တောင်းရမ်းနေသလို့ စမကတ်အမြန်ကြီးအနေနဲ့အနည်းဆုံး၅ပေါင်းကနေ၃သိန်းအထိပေးနေရတဲ့အတွက်စစ်ကောင်စီရဲ့အဲ့ဒီလက်ဝက်ကရုံတွေမှာလက်ပေးလက်ယူမှုတွေအကြီးအကျယ်ပြစ်ပေါ်နေတယ်လို့လဲပြည်သူတွေကရန်ကုန်ခေတ်တကိုပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တကနေဒီကနေ့နေ့လေးဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ